မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 23ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြဝတီခရိုင်မှာတာဝန်ကျနေတဲ့ဒုဗုံမှုကြီးတက်နိုင်သေးခေါ် highlight ဖြစ်တိုက်ပွဲမှာရရှိတဲ့ဒဏ်ရာနဲ့တေဆုံးသွားတော့လေမိသားစုဝင်တွေကတော့ယောဂာနဲ့တေဆုံးတယ်ဆိုပြီးတော့သတင်းဖြန့်ထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အသက်42နှစ်အရွယ်ဒုဗုံမှုကြီးတက်နိုင်သေးခေါ် highlight ဖြစ်ဟာစစ်တပ်ကတော့အပတ်စဉ်45ကျောင်းဆင်းဖြစ်ပြီးတော့ရန်ကုန်တိုင်းမြောက်ကလပ်မြို့နယ်နေ့ရက်ကသူ့မလာ၅လမ်းမှာနေထိုင်သူဖြစ်တယ်လို့သိရပါဗျာ မြောက်ဝတီမှာတာဝန်ကျနေတဲ့အချိန်တိုက်ပွဲအတွင်းမှာဒဏ်ရာရရှိခဲ့ပြီးတော့အေဘီလာ၄ရက်နေမှာရန်ကုန်ကိုရောက်ရှိလာတယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့မင်္ဂလာတုံဂရင်တထောင်စစ်ဆေးရုံမှာတက်ရောက်ပြီးတော့ဈေးကူတမှုခံယူခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့၃ရက်အကြာအေဘီလာ၁၈ရက်နေမှာတေဆုံးသွားပြီးတော့ ်ဧပြီလ19ရက်နေ့မှာကြိုလိုက်တယ်လို့သိရပါတယ်။သေဆုံးမှုမှာတိုက်ပွဲကရရှိတဲ့ဒဏ်ရာကြောင့်သေဆုံးခဲ့တော့လေမိသားစုဝင်တွေကတော့ယောဂါကြောင့်သေဆုံးတယ်ဆိုပြီးတော့သတင်းတွေဖြန့်ထားပါတယ်။သူကမိသားစုဝင်တွေဘက်ကပြောတာကတော့မုတ်ချိုအိတ်ရောင်ပြီးတော့ဆုံးတယ်ပေါ့။ဒါပေမဲ့တက်အတိုင်းဝိုင်းကထွက်လာတာကတော့တိုက်ပွဲမှာဒဏ်ရာရပြီးတော့တေတာတဲ့။တေတော့သူ့ရဲ့အခောင်းကိုမမရကဖုန်းကြီးတွေကအခောင်းတည်ကြတယ်လို့မိတ်ဆွေဖြစ်သူက ရှင်းပြထားပါဗါး။၎င်းတေဆုံးတဲ့အချိန်မှာဇနီးဟေမာဆုံးမင်းနဲ့တမီးဖြစ်သူအိုပြစ်ခင်တို့ကြံရိတ်ခဲ့ပြီး တမင်းဟာစင်ကာပူမှာနေထိုင်သူဖြစ်တယ်လို့သိရပါဗျ။သိဆုံးသွားတဲ့ဒုတိယဗိုလ်မှူးကြီးတပ်နိုင်ထေးခေါ် highlight ထေးမှာဒေါအောင်ဆန်းစုကြည်နဲ့ NLD ကိုမုန်းတီးသူဖြစ်ပြီးတော့ NLD အစိုးရစန့်ကျင်ရေးနဲ့ဒေါအောင်ဆန်းစုကြည်ကြောင့်တိုင်းပြည်ပြက်စီးတယ်ဆိုပြီးတော့အမြဲလိုလိုပြောဆိုနေသူဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းငလျင်ကြီးကြောင့်ပြက်စီးသွားတဲ့နေပြည်တော်မြို့ကိုအစ်စ်ပြန်လဲတိဆောက်ရေးနဲ့အဟောင်းများကိုပြန်လဲပြုပြင်ရေးမင်းအောင်လှိုင်ကကာကွယ်ဝင်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အေးကိုတာဝန်ပေးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မက်လာ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့သခိုင်းငံလင်ကြီးကြောင့်အစိုးရဌာနရုံးများပြက်စီးခဲ့တယ်လို့သိရပါဗါးအဲ့ဒီနောက်မှာတော့နေပြည်တော်ကိုမြို့တစ်ပြန်လဲတိဆောက်ရန်မြို့ကွက်ပြန်ချရန်နဲ့အဟောင်းများကိုပြန်လဲပြုပြင်ရေးအတွက်ကာကွယ်ဝင်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အေးကိုတာဝန်ပေးအပ်ခဲ့တယ်လို့သိရပါဗါးလက်ရှိမှာဗိုလ်ချုပ်ကြီးမောင်မောင်အေးဟာနေပြည်တော်ကိုပြန်လဲတိဆောက်ရေးအဖွဲ့ရဲ့ဥက္ကဋ္ဌအဖြစ်နဲ့တာဝန်ထမ်းဆောင်ရရှိတယ်လို့သိရပါဗါးဗိုလ်ချုပ်ကြီးမောင်မောင်အေးကနေပြည်တော်ကိုပြန်လဲတိဆောက်ရေးအဖွဲ့ရဲ့ဥက္ကဋ္ဌအဖြစ်နဲ့ခန့်အပ်ထားတာရှိပါတယ် အစ်စ်တွေကိုနေရာရွှေ့မယ်အဟောင်းတွေကိုတုံးလို့ရတဲ့နေရာတွေမှာပြန်လည်တိဆောက်ရမယ်အချောင်းဝင်ကြီးနဲ့ဗိုလ်ချုပ်တွေလည်းအဖွဲ့ဝင်အဖြစ်နဲ့ပါဝင်ပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းရေးမြစ်ကရှင်းပြထားပါတယ်လက်တလုံးမှာနေပြည်တော်မှာစောက်လုပ်ရေးတင်းတာများစွာပေးအပ်ရန်ရှိနေပြီးတော့လုပ်ငန်းရှင်များကတော့နေပြည်တော်ကိုပြန်လည်တိဆောက်ရေးအတွက်လုတ်ကင်ခွင့်များရရှိရေးအတွက်ဗိုလ်ချုပ်ကြီးမောင်မောင်အေးအပါအဝင်ဗိုလ်ချုပ်ကြီးများထံကိုချောင်းပေါက်မတက်သွားလာချင်းကပ်နေကြတယ်လို့သိရပါတယ် ဝန်ကြီးဌာနရုံးတွေတော်တော်များများပြန်တည်ဆောက်မှာဖြစ်လို့လုပ်ငန်းရှင်တွေတော်တော်များများကတော့နေပြည်တော်ကိုချောင်းပေါက်မတက်လာနေကြပါတယ်။တွင်းကုန်ဖြစ်တယ်။ဘီလန့်မြေတို့တန်တို့တင်သွင်းဝင်တွေကိုလည်းအခွင့်မလိုဘဲနဲ့တွင်းကွက်ချပေးထားဖို့ရှိပါတယ်။တင်နာရယ်လို့တော့မခေါ်တော့ဘူး။နှိစက်ရာတွေကိုချပေးထားဖို့ရှိတယ်။ဒါပေမဲ့တက်ချုပ်သားအောင်ပြေဆောင်ကုမ္ပဏီကတော့အများဆုံးရမှာဖြစ်တဲ့အတွက်သူ့ကိုတော့ကြော်ဖို့မလွယ်ဘူးလို့နေပြည်တော်သတင်းရင်းမြစ်ကရှင်းပြထားပါတယ်။မက်စလာ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့သခိုင်းငန်လျင်ကြီးကြောင့် နေပြည်တော်မှာဝန်ကြီးဌာနရုံးများနဲ့ဝန်ထမ်းအင်အားအများပြားပြိုကျပြက်စီးခဲ့တာမျိုးပြက်ကြီးလိုမျိုးဖြစ်ပေါ်နေတယ်လို့နေပြည်တော်ကဝန်ထမ်းများကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံချင်းမိုင်မြို့ခလွန်ချွန်ဘရာတန်လမ်းပေါ်မှာရှိတဲ့စစ်စေးရေးဂိတ်မှာမြန်မာနိုင်ငံကတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ KNU ထံကိုပို့ဆောင်မဲ့လက်နက်ခဲယမ်းများကိုထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ထိုင်းအမျိုးသားနှစ်ယောက်ကအနေအောင်တိုယိုတာကားနဲ့တနက်နေ့ကြီးစံများကိုတဲဆောင်လာခြင်းဖြစ်ပြီးတော့ဖမ်းဆီးခံရသူနှစ်ဦးဟာထိုင်းအမျိုးသားများဖြစ်တယ်လို့သိရပါဗျ။ Rifle တနက်စေလံဘုံပြစ်လောင်ချာ၁၄လက်တို့ကိုခဲယမ်းများနဲ့အတူဖမ်းဆီးရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ထိုင်းရဲ့တပ်ဖွဲ့ရဲ့စစ်ဆေးချက်အရာထိုင်းအမျိုးသားနှစ်ဦးကအဲ့ဒီလက်နက်ခဲယမ်းများကို KNU ထံကိုပို့ဆောင်ရန်ဖြစ်တယ်လို့ပြောဆိုထားပါဗျ။ပို့ဆောင်ကအဖြစ်နဲ့ဘတ်ရှစ်ထောင်ကနေ9000အထိရရှိတယ်လို့ပြောပါတယ်အခုလိုမျိုးပို့ဆောင်မှုဟာတတိယအကြိမ်မြောက်ပို့ဆောင်ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းအင်းတော်မြို့နယ်မှာအစုလိုက်အပြုံလိုက်လူတွေတပ်ဖြတ်မှုကိုကျူးလွန်ရမှာပါဝင်ခဲ့တဲ့ပြူစောထင်းနဲ့မြို့ရဲကပြည်သူတွေကိုဖမ်းဆီးမှုကိုဥဆောင်ပြုတ်လွတ်ခဲ့တဲ့အုပ်ချုပ်ရေးမှုအပါအဝင်စစ်ကောင်စီရဲ့အုပ်ချုပ်ရေးအရာရှိအယောက်30ကျော်ကိုဖမ်းဆီးဆက်ဆဲနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။၎င်းတို့ကိုပြီးခဲ့တဲ့အေပီလ9ရက်နေ့ကတိမ့်ပတ်ရရှိခဲ့တဲ့အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်းမှာဖမ်းဆီးရမိခဲ့တာလို့သိရပါဗျ။အခုလက်ရှိဖမ်းမိထားတဲ့နေရာမှာအင်းတော်မြို့နယ်မှာ2022ခုနှစ်အောက်တိုဘာလ28ရက်နေ့တုန်းက နမဟုတ်ကြီးရွာကတော်လိုင်းတပ်ဖွဲ့ဝင်တို့ရဲ့မိသားစုဝင်အမျိုးသား၈ဦးကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုမှာဥဆောင်ပါဝင်ခဲ့တယ်။တရွာရဲသားပြူစောတိခေါင်းဆောင်တင့်စော်ဝင်းလဲပါဝင်တယ်လို့အင်းတော်ဒေသခံတော်လိုင်းရင်းနဲ့နှိဆက်တူတူကပြောပြထားပါဗါး။အဲ့ဒီအချိန်တုန်းကနမဟုတ်ကြီးရွာကိုစစ်ကြောင်းထိုးလာတာပေါ့။အဲ့ဒီစစ်ကြောင်းနဲ့အတူအဲ့ဒီရွာသားတင့်စော်ဝင်းလဲပါလာပါတယ်။သူကတရွာရဲသားဆိုတော့ဘယ်သူတွေက PDF တွေရဲ့မိသားစုတွေလဲဆိုတာသိတယ်လေ။ သူပဲလက်ညှိုးထိုးပြီးတော့ဘသူတွေကိုဖမ်းဘသူတွေကိုလွှတ်ပေးဆိုပြီးလက်ညှိုးထိုးပြီးဖမ်းခိုင်းတာလို့သတင်းရင်းမြစ်ကပြောဆိုထားပါတယ်ဒါအပြင်အင်းတော်မျိုးပေါ်မှာပြည်သူတွေကိုဖမ်းဆီးပြီးတော့အကြမ်းဖက်အားပေးသူလို့ခေါင်းစဉ်တက်ထောင်ချမှုတွေမှာဥဆောင်ခဲ့တယ်မြို့နယ်မှုလှတင်ပြူစော်ဒီခေါင်းဆောင် အောင်မြင့်နိုင် ပြူစော်ဒီအဖွဲ့ဝင်အောင်ကုန်းရွာသား အောင်ဝင်းနယ်မြို့နယ်ဦးစီးမှုအပါအဝင်အဖွဲ့ဝင်38ယောက်ကိုဖမ်းဆီးရမိထားတယ်လို့သိရပါဗျ။တင်းစော်ဝင်းတို့၊လှတင်းတို့၊အောင်မြင့်နိုင်တို့၊အောင်ဝင်းတို့ကြတော့အင်းတော်မြို့ကန်တွေဖြစ်တော့ဘသူကတော်လန်ရေးတွေကိုထောက်ဖို့နေတယ်၊ဘသူကတော့ဘလို့ကူညီပေးနေတယ်ဆိုတာကိုသူတို့ကသိတယ်လေ။သူတို့ကပဲရဲတွေကိုခေါ်လာပြီးတော့ဥဆောင်ပြီးဖမ်းပေးတာ။ သူတို့ကြောင့်ဖမ်းခံရတဲ့သူတွေအသက်ခံရတဲ့သူတွေမနှဲဘူးလို့အင်းတော်ဒေသခံတွေကပြောပြထားပါဗါးဒါအပြင်၎င်းတို့အဖွဲ့ဟာစစ်တပ်အတွက်လိုအပ်တဲ့ထောက်ပံ့ပေးမှုတွေကိုလည်းလုံဆောင်ပေးပြီးတော့အရာရှိတွေအတွက်တလားတလားကိုတင်းရာချီပြီးတော့ပတ်စံရှာပေးတာတွေကိုလည်းလုံဆောင်ပေးနေတယ်လို့သိရပါဗါးရရှိထားတဲ့ဗီဒီယိုဖိုင်ထဲမှာတော့ဖမ်းဆီးရမိထားတဲ့နေရာမှာမြို့နယ်မှုပြူစောထီးနဲ့ SNA တပ်သားတွေပါဝင်တာကိုတွေ့ရပါတယ် ပြီးခဲ့တဲ့2024ခုနှစ်ဩဂတ်လ16ရက်နေ့မှာစတင်ခဲ့တဲ့သခိုင်းတိုင်းအင်းတော်မျိုးသိန်းတိုက်ပွဲကိုဧပြီလ9ရက်နေ့ညပိုင်းမှာတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကအပိသက်သိမ့်ပိုင်နိုင်ခဲ့ပြီးတော့လက်နက်ခဲယမ်းတွေနဲ့တပ်မခုံခုံတပ်မမှုဘုံမှုချုပ်အောင်တပ်ဦးတို့အပါအဝင်စစ်တုံးမှန်၁၈၀ကျော်ကိုဖမ်းဆီးရမိထားကြောင်းသတင်းရရှိပါရခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်းနဲ့အခုညိတောင်းကျန်တာလေးတစ်ခုကတော့ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolute Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာနေ့စဉ်မပြတ်အစဉ်အမြဲတမ်းအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကျုံတုံးမြို့ကန်းဒီရွာဗလီကိုအကြမ်းဖက်ဆက်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ22ရက်နေ့မနက်ပိုင်းမှာကျုံတုံးမြို့ကန်းဒီရွာဗလီကိုအကြမ်းဖက်ဆက်တပ်ကလေရင်နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်သွားတယ်လို့သိရပါဗျ။အကြမ်းဖက်ဆက်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုမရှိတော့လဲ ဗလီကျောင်းတော်အဆောက်အဦများထိခိုက်ပျက်စီးသွားတယ်လို့သိရပါဗျ။ကမ်းနေရွာကိုစစ်တပ်ကလေရင်နဲ့မနေ့ကမနေ့ပိုင်းကထပ်ပြီးတော့ဘုံကျဲတိုက်ခိုက်သွားတော့ပါပြည်သူတွေတော့ထိခိုက်မရှိပါဘူး။သူတို့ကျဲတဲ့ပထမတလုံးကြတာမကွဲလို့နောက်တလုံးထပ်ပြီးတော့ပြစ်ချတာဗလီဘော်ကြောက်ရောက်ပောက်ကွဲသွားပါတယ်။ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါဗျ။အဲ့ဒီကမ်းနေရွာဘုံကြီးကျောင်းကိုအေပီလ15ရက်နေ့ကလည်းအချမ်းမစစ်ကောင်စီက YAK 130တိုက်လေရင်နဲ့ဘုံကျဲချခဲ့ရာအသက်3နှစ်အရွယ်ကလေးငယ်2ဦးဖြစ်တဲ့မိကျဲကျဲမွန်နဲ့ ်မင်းကုံပလဲအသက်၉နှစ်အရွယ်မင်းလင်းပြည့်အောင်အသက်၅နှစ်အရွယ်မီးပိုးဖူးစဉ်အသက်34နှစ်အရွယ်ကိုမျိုးအသက်86နှစ်အရွယ်ဒေါ်သိန်းရှင်တို့စုစုပေါင်း6ဦးတင်ဆုံးခဲ့တယ်လို့သိရပါတယ်ဒါအပြင်ပြည်သူ9ဦးကိုရင်၈ပါးတန်ခါ၂ပါးအပါအဝင်အယောက်20နီးပါးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆစ်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ